မင်္ဂလာပါသားတို့သမီးတို့ရေအခုဒီချဲသင်ကြားပေးမယ့်သင်ခန်းစာလေးကတော့သင်ခန်းစာတစ်ဆက်၃စီလုံးချစ်ကြည်နေကြမည်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါရဲ့ကွယ်သင်ခန်းစာလေးရဲ့ရည်ရွယ်ချက်ကတော့တအူးနဲ့တအူးစီစီလုံးလုံးချစ်ချစ်ခင်ခင်နေထိုင်တတ်ဖို့အတွက်ရည်ရွယ်ခြင်းဖြစ်ပါရဲ့ကွယ် ကဲတောက်သမီးတို့ရေအောက်ကရုပ်ပုံလေးတွေကို ကြည့်လိုက်ကြရအောင်ဒီရုပ်ပုံလေးကိုကြည့်ပြီးရခါမှာတော့ဘယ်အပြုတ်မူတွေကတော့ကောင်းတဲ့အပြုတ်မူလဲမကောင်းတဲ့အပြုတ်မူလဲဆိုရာကိုတားတို့သမီးတို့စဉ်းစားကြည့်ကြပါနော်ကဲဒီခြေက အခု အောက်ကပေါင်းစည်းခြင်းရဲ့ရလတ်ဆိုရဲပုံမြင်လေးကိုဖတ်ပြပေးပါမယ် ရှေးခါကယုံကလေးများနေသောရွာနဲ့ခွေးကလေးများနေသောရွာဆိုပြီးရွာကြီးနဲ့ရွာရှိတဲ့ကွယ်။တရွာနဲ့တရွာဟာတိတ်မဝေးတော့လေ။ရွာသူရွာသားအချင်းချင်းမခေါ်မပြောပဲပေါင်းသိမ်းမလုပ်ပဲနေကြတဲ့ကွယ်။ခွေးကလေးများရဲ့ရွာတကြီးဥနဲ့ကြားကရွာသူရွာသားတို့ ယုံတွေကိုအခေါ်ပြောမလုပ်ကြနဲ့သူတို့နဲ့ငါတို့ဟာအတွေးရောင်ခြင်းလည်းမတူဘူးစားတောက်နေထိုင်တာရောမတူဘူးကိုနဲ့အဆအဆအရာရာမတူတဲ့သူကိုဘာမှဆက်ဆံပြောဆိုစရာမလိုဘူးမှားကြသားတယ်ကွယ်ယုံလေးမြရဲ့ရွာတကြီးဒေါ်သူတော်ကလည်းအဲ့ဒီခွေးတွေကညစ်ပတ်တယ်သူတို့ကငါတို့လိုတန်ရှင်းတဲ့အရာမရှိဘူးသူတို့နဲ့မခေါ်ရဘူးလို့မိတ်ထုတ်ထားတယ် ။တနေ့မှာခွေးကလေးတွေဟာမကြခဏနေမကောင်းဖြစ်ကြတယ်။ဘာကြောင့်အဲ့လိုဖြစ်ရလဲဆိုတာဘယ်သူမှမသိကြဘူးကွ။အဲ့လိုပဲယုံကလေးတွေရဲ့ရွာမှာလဲ၆တွေ့ပူပြင်းပြီးတော့အသက်ကြီးရဲ့ယုံတွေဟာမကြခဏနေထိုင်မကောင်းဖြစ်ကြတယ်။ရွာနှစ်ရွာရဲ့ခေါင်းဆောင်တွေကလည်းတောအုပ်ထဲမှာရှိတဲ့ပညာရှိရှင်သေးထံတွားရောက်ပြီးမေးမြန်းကြတယ်။ ပညာရှိရှင်တွေကြီးလဲအဖြေရှာဖွေဖို့အတွက်ကိုရွာကိုလိုက်လာတဲ့ကွယ်ခွေးရွာကိုရောက်တဲ့အခါမှာတော့အမိုက်နဲ့စားကျင်းစားကြံများတာနေရာနှက်မှာညစ်ပတ်ပေးရနေတာကိုပညာရှိရှင်တွေကြီးကတွေ့ရတယ်ရုံရွာရဲ့တို့ရောက်တဲ့အခါမှာတော့တပင်ကြီးကြီးမားမားမရှိပဲမုံလာဥစိုက်ထားတဲ့လေခွင်းတွေကိုသာတွေ့ရတယ်ရုံရွာမှာလဲရင်ကောင်းတွေများကြီးတွေ့ရတဲ့ကွယ် အဲ့လိုနဲ့နောက်တနေ့မှာပညာရှိချင်းသိမင်းဟာယုံကလေးများနဲ့ခွေးကလေးများကိုခေါ်တွေ့ပြီးတော့ဒီလိုနေမကောင်းဖြစ်နေတာဟာအမိုက်နဲ့စားခြင်းစားကြံတွေကိုစီကံမဲ့စွန့်ပြေးကြလို့ဖြစ်တယ်။တပင်ကြီးတွေကို ခုတ်ယူသုံးဆဲကြလို့တပင်တွေမဆိုင်ပြိုးကြလို့ပူပြင်းလာတာဖြစ်တယ်။ဒါကြောင့်တန်ရှင်းချမ်းမာဖို့စိမ့်လန်းဆိုပြေဖို့အားလုံးပူးပေါင်းပြီးလှုပ်ဆောင်ကြရမယ်။ ဒါမှအချိန်တိုအတွေးရလက်ကောင်းရနိုင်မှာလို့ပြောကြထားတယ်ကွယ်။ယုံကလေးနဲ့ခွေးကလေးများကလည်းပူပေါင်းပြီးလှုပ်ဆောင်ကြဖို့သဘောတူသွားကြတယ်။နောက်တစ်နေ့မှာတော့ယုံကလေးနဲ့ခွေးကလေးများဟာစူပေါင်းပြီးအမိုက်ကောင်းကြတယ်။တပိညွေကိုစိုက်ပျိုးကြတယ်။နေ့နေ့ငယ်ကြတဲ့ခါမှာတော့ပညာရှိရှင်သေးကြီးလာလေတဲ့ခါမှာတော့စိမ့်လန်းဆိုပြေပြီးတော့တန်ရှင်းตาရလှပတဲ့ရွာကြီးနှစ်ရွာကို တွေ့ရပါတော့ရဲ့ကွယ်။ကဲသားတို့သမီးတို့ရေဒီပုံမြင်လေးကိုနားထောင်ပြီးရဲ့ခါမှာတော့သားတို့သမီးတို့ကအချင်းချင်းသူ့တာတယ်ငါတာတယ်သူမတူဘူးငါမတူဘူးလို့စဉ်းစားဆုံးဖြတ်မှုမလုပ်ပဲတယောက်နဲ့တယောက်အမြဲတမ်းစီစီလုံးလုံးတိုင်တိုင်မင်းမင်းနေကြရမယ်ဆိုရဲသင်ငန်းစာလေးကိုရရှိမယ်လို့ဒီချဲမျောလိုက်ပါရဲ့ကွယ်။ကဲ နောက်ထပ်ရုပ်ပုံထဲမှာပါရှိတဲ့မေခွန်းလေးတွေကို ကြည့်ပြီးတော့ကိုဘလို့ဆောင်ရွက်နိုင်မလဲဆိုတာကိုတားရုပ်သမီးတို့ကိုယ်တိုင်စဉ်းစားထားကြပါနော်ကဲဖြစ်ရက်တက်မှာဆိုရင်တော့မတူ क्वे ပြရတဲ့သူတွေကို လေးလေးစားစားပြုတ်မှုဆက်ဆက်နိုင်မယ်လို့သင်ကတိပြုနိုင်လား ဖြစ်ရနှစ်မှာဆိုရင်မတူ क्वे ပြသူတွေကိုချစ်ခင်ကျင်နာစွာပြုမှုပြောဆိုနိုင်မယ်လို့သင်ကတိပြုနိုင်သလားတဲ့ဖြစ်ရသုံးလေးကိုဆက်ကြည့်ကြမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုတာယာလှပအောင်ပြုလုပ်မယ်လို့သင်ကတိပြုနိုင်ပါသလားတဲ့ကဲနောက်ဆုံးဖြစ်ရလေးမှာဆိုရင်တော့တငယ်ချင်းတွေနဲ့ငိမ့်ချမ်းစွာဆွေးနွေးညှိနှိုင်းမယ်လို့သင်ကတိပြုနိုင်သလားကလေးတို့ရေဒီဖြစ်ရလေးခုလုံးဟာတော့ အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့အတူတူ အားလုံးစုစုစည်းစည်းညှိညိနိုင်နိုင်တိုင်နိုင်မင်းမင်းလုံမယ်ဆိုလို့ရှိရင်တော့တာယာအေးချမ်းနဲ့ကဘာကြီးဖြစ်လာအောင် အတူတကွာလှုပ်ဆောင်နိုင်မှုအတွေ့ဂတိပြုနိုင်သလားလို့စဉ်းစားခိုင်းခြင်းပဲဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းကိုယ်တိုင်စဉ်းစားထားကြနော်။အခုသင်ခန်းစာလေးကိုဒီချေကဒီမရင်ရပ်ပါမယ်။ဒီချေတို့နောက်စာသင်ချိန်မှာ ပြန်တွေ့ကြရအောင်နော်။